ဒီတစ်ချိန်ကျွန်တော်တို့ယူရိုတိုးလာမယ့်အနေထားကိုပဲဒါမေးပြီးအရှိယထိမေးထားခဲ့တဲ့အချိန်နေရှိနေခဲ့တဲ့ဆိုပေမဲ့ဒီတစ်ချိန်မှာ Gospi ရဲ့အဝေးကနေထောက်ထားပေးမှုတွေကတော့တော်တော်လေးကောင်းမွန်နေခဲ့တဲ့အချိန်နေနေထားတစ်ခုအောက်ကိုတော့ရောက်သွားခဲ့ပြီးတဲ့အခွင့်အရေးကောင်းနေလဲပိုင်ဆိုင်ပြီးဒုံမဲကျွန်တော်ပထမပွဲမှာလဲ 3v1 ပြထားတဲ့နောက်တဲ့ noti beef တယောက်ကိုမထပ်ပြီးတော့ပစ်ချပေးထားလိုက်ပြီးဘေးဘချမ်းနေတိုးလာမှုစူးစမ်းနေခဲ့တဲ့ရှာကိုရိုးပါ မှန်ပြီးတော့တယောက်ပြီးတယောက်နော်ပေးနေတယ်လို့နိုတီတူမန်ဒေါင်းမထားခဲ့နောက်မှာတော့တုံးဖက်ဆိုင်နေတဲ့အနေထားဖြစ်သွားပြီစတင်ပြီးတော့ရှာကိုတယောက်ထပ်မံနော်ခံလိုက်ရပြီဘန်နီရဲ့လုံးဝရှော့ကန်တပေါက်ရှာကိုပါထပ်မံပါသွားခဲ့တဲ့အနေထားမှာတော့လုံးဝ NAC နဲ့စတင်ထပ်မံပြီးတွေ့လာပြီ GFS Beast ဒီဘက်မှာ2 man live channel တေးတယ်ဆိုတော့2 vs 2ဆိုတဲ့အနေထားကိုရောက်ရှိလို့သွားပြီး ဘီစတင်ပြီးတော့နေတလို့ခေါ်ထဲပို့လို့ပဲ एनएसी စတင်ပြီးတိုးလာတယ် ghost speed တကယ်ပဲ GFS မစတဲ့ကတော့ top လိုက်ပြီဆိုတော့ GFS ကြောက်ပဲကျန်တော့တယ်2 vs 1ဘက်ဒါပေမဲ့လေ ghost speed ထပ်မံ knock ခံတာမှာ1 vs 1 beast နဲ့ noti နှစ်ယောက်ပဲကျန်တော့ရနေထားမှာတော့ NS ထပ်မံပြီးတော့ချစ်ကန်းကိုရရှိသွားမလားစောင့်ကြည့်ရမယ် beast prefire ရဲ့ပေးလိုက်တယ် NS goal ကြီးပဲထပ်မံအင်လာခဲ့ပြီးမှ winner winner chicken dinner ကိုတော့ကောင်းဆုံးပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်နော် back to back ကောင်းဆုံးမဲကျွန်တော် Cosby Noti Juwan နဲ့ဆင်အသင်းတော်ကိုလိုအပ်နေခဲ့တဲ့အမှတ်တွေကိုနောက်ထပ်တစ်ပွဲထပ်မံပြီးတော့သိမ်းပိုက်ပေးသွားခဲ့ပြန်ပြီ